ရှင်ဖေရသဘင်လှူခြင်းဤအကျိုးတရားများကိုသိလိုပါ၏ဖေရတဲ့သဘင်လှူတဲ့အခါမှာသဘင်ကိုဖြက်ပြီးသဘင်အတိုင်းလှူတာနဲ့သဘင်ကိုဖြက်ပြီးသဘင်ကိုရောင်းလို့ရတဲ့ငွေနဲ့လှူတာနှစ်မျိုးရှိပါတယ်သဘင်ကိုဖြက်ပြီးသဘင်အတိုင်းလှူတာကမတင့်တော်ပါဘူးဘာကြောင့်လဲဆိုရင်သဘင်ဆိုတာဟာမတင့်တယ်တဲ့အရာထဲမှာပါဝင်နေလို့ပဲဖြစ်ပါတယ် သပင်ကိုဖျက်ပြီးသပင်ကိုရောင်းလို့ရတဲ့ငွေနဲ့လှူတာကတော့တင့်တော်ပါတယ်။သပင်လှူခြင်းဤအကျိုးတရားကိုပြောရမယ်ဆိုရင်ဖျားရှင်လက်ထက်တော်အခါကဥဇင်းနေမြို့မှာသပင်အမတန်ကောင်းတဲ့သူစင်းရမတူရှိပါတယ်။သူ့ရဲ့သပင်ကအမတန်ကောင်းလွန်းတဲ့အတွက်ပတ်စံရှိတဲ့တထေသမီးတွေကအသပြတထောင်ပေးပြီးဝယ်ပါတယ်။ဘလို့ပဲဝယ်ဝယ်သူ့ရဲ့သပင်ကိုမျက်နှိုးလွန်းတဲ့အတွက်လုံးဝမယောင်းပါဘူး။ တနေ့မှာ ရှင်မဟာကိစီအမှုရှိတဲ့ယဟန္တာအရှင်မြတ်တွေကိုစွန့်ကပ်ခြင်းတဲ့အတွက်သူ့ရဲ့သဘင်ကိုဖျက်ပြီးတထေးမတဦးထံမှာသွားရောက်ပါတယ်။ဝယ်တုံးကတော့မရောက်ပဲအခုကြမှာလာရောက်တဲ့အတွက်ကြောင့်အသက်ပြားတစ်ထောင်မပေးပဲ ရှစ်အသက်ပြားပဲပေးလိုက်ပါတယ်။သူစင်းရဲမှလည်းရရှိလာတဲ့ရှစ်အသက်ပြားနဲ့ရှင်မဟာကိစီအမှုရှိတဲ့ယဟန္တာအရှင်မြတ်တွေကိုစွန့်ချက်ပြီးကပ်ပါတယ်။အဲ့ဒီလိုသဘင်ကိုဖျက်ရောက်ပြီး ဆွမ်းချက်ကတ်တဲ့ကုသိုလ်ကံကြောင့်သဘင်ဟာချက်ချင်းပြန်ပေါက်လာပါတယ်။အဲ့ဒီအကြောင်းအရာကိုစန္ဒပိဇောတာမင်းသိတဲ့အခါမှလည်းပဲသူစင်းရဲမကိုချီးမြှောက်လို့တဲ့အတွက်ကြောင့်မိဖုရားအရာမှာထားလိုက်ပါတယ်။ချက်ချင်းသဘင်ပြန်ပေါက်ပြီးမိဖုရားဖြစ်ရတဲ့အကြောင်းရင်းဟာရှင်မဟာကိစီ အစရှိတဲ့ရဟန္တာအရှင်မြတ်တွေကိုစွမ်းကတ်တဲ့ဒိဋ္ဌဓမ္မကုသိုလ်ပဲဖြစ်ပါတယ်။ ဒိဋ္ဌဓမ္မကုသိုလ်အကျိုးပေးရတဲ့အကြောင်းရင်းကလည်းပဲအလူကံပုဂ္ဂိုလ်ကယဟန္တာဖြစ်သလိုလူတဲ့ပုဂ္ဂိုလ်ကလည်းပဲတရားတရားအမတန်အကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လို့ပဲဖြစ်ပါတယ်။အဲ့ဒီသူစင်းရဲမှသေလွန်တဲ့အခါမှာလက်ပြေလို့လာရောက်ရပါတယ်။ဒါဟာသဘင်လှူခြင်းကြောင့်ရရှိတဲ့အကျိုးတရားပဲဖြစ်ပါတယ်။ အရှင်ဖရာမေးခွင်ပြုပါ ကျမ်းမာရေးမကောင်းရင် သာသနာ့ဘောင်ဝင်လို့ရလားဗျာမြတ်စွာဘုရားကတော့အနာကြီး၅မျိုးရှိတဲ့လူတွေကိုယဟန်ဝတ်မပေးရဘူးလို့တားမြစ်ထားပါတယ်အဲ့ဒီအနာကြီး၅မျိုးကဘာတွေလဲဆိုရင်၁ကုဋ္ဌနူနာယောဂါရှိသူ၂ဂန္ဓထွန်မြင်းနာမြေဖုနာယောဂါရှိသူ၃သောတအသွေးသားကိုခမ်းချောက်စေတတ်သော ဖရာယုတ်ချောင်းစိုးပန်းနာယောဂရှိသူ၄ကိလာတခယူသိန်းဝဲကြီးညင်းကြီးယောဂရှိသူ၅အပ္ပမာရဘီလူဖန်စားသဖြင့်ယူနှံသောယောဂရှိသူတို့ဖြစ်ပါれအဲ့ဒီအနာကြီး၅မျိုးရှိနေမယ်ဆိုရင်တော့ယဟန်ဝိလို့မရပါဘူးအနာကြီး၅မျိုးမဟုတ်ဘဲနဲ့တာမန်ဖြားနာတဲ့ယောဂလောက်ကတော့ယဟန်ဝိလို့ရပါတယ် တာမန်လူအနေနဲ့ရောတန်တရာစကွင်းကနေလွတ်နိုင်မဲ့နီလန်ရှိပါသလားဗျအမှားရှိရင်ခွင့်လွတ်ပေးပါတဲ့ဘယ်သူမဆိုတစ္ဆာလေးပါတရားကိုသိမှတန်တရာကလွတ်မှာပါတစ္ဆာလေးပါကိုမတိသေးသေး၍တော့ဘသူမှတန်တရာကလွတ်မှာမဟုတ်ပါဘူးတစ္ဆာလေးပါကိုသိဖို့အတွက်ကလည်းပဲသူတော်ကောင်းကိုပေါင်းသေးမှသိမှာပါ သူတော်ကောင်းကိုပေါင်းသင်းပြီးတော့သူတော်ကောင်းဟောကြားတဲ့တစ္ဆာလေးပါးတရားကိုနာကြားမယ်ဆိုရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်တန်ត្រာကလွတ်မှာဖြစ်ပါတယ်နော်ဗုဒ္ဓလေးမျိုးအကြောင်းရှင်းပြတော်မူပါဖရာ အများသူငါတိစေလို၍ပါဖရာတဲ့ဗုဒ္ဓလေးမျိုးဆိုတာတိပရိယတိပရိပတ်တိဘဟုတုတရှိတဲ့တုတဗုဒ္ဓ နှင့်ဖះရှင်ဟောကြားတော်မူသောတစ္ဆာလေးပါတရားတော်တို့ကို나ကြားကြင်ကြံ၍ယဟန္တာများဖြစ်သွားကြသောသတုတစ္ဆဗုဒ္ဓ၃တစ္ဆာလေးပါမြတ်တရားကိုကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးတရားပွင့်တော်မူသောပစ္စေကဗုဒ္ဓ၄တစ္ဆာလေးပါမြတ်တရားကိုကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးတပ္ပိညွတ်ညံတော်ကိုရရှိတော်မူသောတာမတံဗုဒ္ဓ ဒါဟာဗုဒ္ဓလေးမျိုးပဲဖြစ်ပါတယ်ဖုံဖုံဖေရမိဘကျေးဇူးကိုဘယ်လိုနည်းနဲ့အကုန်ကျေအောင်ဆက်နိုင်ပါသလဲဖေရတဲ့လောကုတ္တရာနည်းနဲ့အကုန်ကျေအောင်ဆက်နိုင်ပါတယ်လောကုတ္တရာနည်းနဲ့ဘယ်လိုအကုန်ကျေအောင်ဆက်ရမလဲဆိုရင်မာတုပောတကတုတ်တံမှာမိဘကျေးဇူးကိုကျေအောင်ဆက်တဲ့နည်း၄နည်းကို မြတ်စွာဘုရားဟောခဲ့ပါတယ်။အဲ့ဒီလေးနည်းကဘာတွေလဲဆိုရင်၁အာတ္တတေတ္တတံပရာယသမ္မာတပိတိတရားတရားမရှိတဲ့မိဘနှစ်ပါးကိုတရားတရားရှိလာအောင်လုပ်ပေးခြင်း၂ဒုဋ္တိလေသီလတံပရာယသမ္မာတပိတိနိဝေတိတိပဋိဌပေတိသီလမဆောင်ကျင်တဲ့မိဘနှစ်ပါးကိုသီလဆောင်ကျင်လာအောင်လုပ်ပေးခြင်း၃ မေစရိယစာကတမ္ပဒါယသမာဓပေတိနှမျောတွန့်တူတတ်တဲ့မိဘနှစ်ပါးကို ပေကံလှူဒန်းကျင်လာအောင်လုပ်ပေးခြင်း၄ဒုတ်ပြည်ကြီးပညာတမ္ပဒါယသမာဓပေတိမိဝေတေတိပဋိဌပေတိဝိပဿနာပညာမရှိတဲ့မိဘနှစ်ပါးကိုဝိပဿနာပညာရှိလာအောင်လုပ်ပေးခြင်းဤ၄နည်းနဲ့ကျေးဇူးဆက်မယ်ဆိုရင်မိဘကျေးဇူးအကုန်ကျေးနိုင်ပါတယ် အရှင်ဖေယဖုန်ကြီးကြောင်းထဲဖနက်စည်းတင်လားမစည်းတင်ဘူးလားဖေယမိမ့်ပြီးတော်မူပါဖေယတဲ့ဖုန်ကြီးကြောင်းထဲဖနက်မစည်းကောင်းဘူးဆိုတဲ့အယူဝါဒသည်ဖေယဟောကြံစံမှာမရှိဘူးဆိုတာကိုတော့အရင်ဆုံးမှတ်သားထားရပါမယ်ဖုန်ကြီးကြောင်းထဲဖနက်စည်းတာနဲ့ပတ်သက်လို့မစည်းတင်ဘူးဆိုတဲ့အယူဝါဒကတခုစည်းတင်တယ်ဆိုတဲ့အယူဝါဒကတခုအယူဝါဒနှစ်ခုရှိပါတယ် မစည်းတင်ဘူးဆိုတဲ့အယူဝါဒကိုညောင်လုံးဆရာတော်ကကျင့်သုံးပြီးစီးတင်တယ်ဆိုတဲ့အယူဝါဒကိုတော့ရွှေကျင်သာသနာပိုင်ဆရာတော်ကကျင့်သုံးပါတယ်။ဘာကြောင့်ညောင်လုံးဆရာတော်ကမစည်းတင်ဘူးဆိုတဲ့ဝါဒကိုကျင့်သုံးရတယ်လဲဆိုရင်လူတွေကြောင်းဝိုင်းတဲ့ဖဏ္ဍစီပြီးသွားတဲ့အခါမှာဗုဒ္ဓအာဃာရဝဖရာကိုမလေးစားမှုတန်ခါအာဃာရဝတန်ခါကို မလေးစားမှုတွေဖြစ်စေတဲ့အတွက်မစည်းတင်ဘူးဆိုတဲ့အယူဝါဒကို င်သုံးခြင်းဖြစ်ပါတယ်။ရွှေကျင်သာသနာပိုင်ဆရာတော်ကဘာကြောင့်စီးတဲ့တယ်ဆိုတဲ့အယူဝါဒကိုကျင်သုံးရတယ်လဲဆိုရင်လူတွေကြောင်းဝိုင်းတဲ့ဖဏတ်မစည်းပဲသွားပါကသူတို့ရဲ့ခြေထောက်မှာပေနေတဲ့အငြိကြီးတွေဟာတန်ခိကကြောင်းပေါ်မှာပေကြံကုန်မှာဖြစ်ပြီးအကုသို့ဖြစ်မှာဆိုတဲ့အတွက်ကြောင့်စည်းတင်တယ်ဆိုတဲ့အယူဝါဒကိုကျင့်သုံးခြင်းဖြစ်ပါတယ်။အဲ့ဒီလိုအယူဝါဒနှစ်ခုရှိတဲ့အတွက် မိမိတို့ကြိုင်းနှက်တရာအယူဝါဒကိုကျင့်သုံးနိုင်ပါတယ်။သို့တော်လည်းပဲဘုရားရှင်လက်ထက်တော်အခါကမဟာရာဇာအမိရှိတဲ့မင်းတစ်ပါးဟာကျောင်းဝိုင်းထဲဖဏ္ဍစီပြီးတန်ဃာတော်များဇင်းကြံလျှောက်တဲ့နေရာထိသွားပြီးတော့အရှင်ဘုရားတို့မြတ်စွာဘုရားဗမာတရင်သုံးတော်မူပါတည်းလို့ရေးလျှောက်တော်မူပါတယ်။အဲ့ဒီအခါမှာတန်ဃာတော်တွေကမြတ်စွာဘုရားကျောင်းတိုက်အတွင်းမှာတရင်သုံးတော်မူတယ်လို့ပြန်လည်မိန်ကြားလိုက်ပါတယ် အဲ့ဒီလိုမိန်ကြားလိုက်တဲ့အခါမှာမဟာရာဇာမင်းဟာကျောင်းပေါ်တက်ခံနီးမှကျောင်းပေါ်ဝမှာဖနက်ချွပြီးတက်တယ်လို့အဆိုရှိပါတယ်။ဒါကြောင့်ကျောင်းဝိုင်းတဲ့ဖနက်စည်းလာဟာလည်းပဲအပြည့်ရှိတယ်လို့ပြောလို့မရဘူးဆိုတာမှတ်သားထားရပါမယ်။